တနေ့တိုင်းမြို့နယ်သမီလာရွာကဒေသခံရွာသားတို့အုပ်ကိုလက်နက်ကင်အဖွဲ့တစ်ခုကဖမ်းသွားပြီးသုံးရက်ကြာမှမြစ်အတွင်းအလောင်းပြတ်တွေ့ရတယ်လို့မိသားစုနဲ့နှိဆက်သူတွေစီကသိရပါဗျ။စောလ6ရက်နေ့ည9နာရီဝန်းကျင်မှာသမီလာရွာအနောက်ကမ်းမှနေတဲ့အသက်40ရွယ်ဦးတန်လာကိုသူ့ရဲ့နေအိမ်မှာလက်နက်ကင်အဖွဲ့တစ်ခုကလာဖမ်းသွားတာပါ။အဲ့ဒီလာဖမ်းပြီးတရင်အစာနာမရပဲပျောက်ဆုံးနေရတာကသုံးရက်ကြာမှတော့ ။တမီလောက်ရွာနဲ့9မိုင်လောက်အကွာမှာရှိတဲ့ဒဂူငယ်ရွာချောင်းမျက်စုံမှာအလောင်းကိုပြန်တွေ့တယ်လို့မိသားစုနဲ့နှိဆက်သူကပြောပါရတယ်။အဲ့ဒီဒေသမှာတနေတိုင်းမြို့နယ်ပြည်သူ့ကောက်ွဲရွက်ထိတ်ချုပ်နယ်မြေရှိတဲ့အတွက်တနေတိုင်းပကပတာဝါရှိသူတူအူကိုဒွယ်ဝတ်ကဖုံးဆက်မေးမြန်းရမှာတော့ဖုံးပြက်လေဖြစ်ဆိုတာမရှိဘဲဖုံးချသွားခဲ့ပါရတယ်။အဲ့ဒီနေ့မှာပဲတနေတိုင်းပကဖရဲ့တရားဝင်လူမှုကော်ရဲ့စာမျက်နှာကနေတဆက်စာပို့ပြီးဆက်သွယ်မေးမြန်းထားပေမဲ့ဇော်လ12ရက်နေ့ညနေအထိအကြောင်းပြန်တာမရှိသေးပါဘူး။ တနေတိုင်းမြို့နယ်တကူတိုက်နယ်နဲ့အနီးဝန်းကျင်ရှိရွာတွေမှာဖက်စီတက်ပြတ်ခံရတဲ့အရက်သား9ဦးထိရှိလာပြီးလက်ရှိချိန်ထိတရားခံမဖော်ထုတ်နိုင်သေးဘူးလို့ဒေသခံတွေကပြောပါတယ်။